ရန်ကုန်ပြည်ပြည်ဆိုင်ရာလေးစိမ်းမှာလုံခြုံရေးလုပ်ငန်းတွေကိုနိုင်ငံတကာအစ်စ်မီလုံဆောင်မှုပြည်ပကုမ္ပဏီ၃ခုသာလာရောက်ကမ်းလှမ်းထားပြီးလက်ရှိမှာတော့စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုကထပ်လာရောက်ကမ်းလှမ်းထားတယ်လို့လေဆောင်ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကစုံစမ်းသိရှိရပါတယ်။ဒါကြောင့်လက်ရှိမှာကမ်းလှမ်းထားတဲ့ကုမ္ပဏီ၄ခုအထိရှိလာပြီးဖြစ်ပြီးအဲ့ဒီကုမ္ပဏီတွေကတော့ American, England, Israel နဲ့စင်ကာပူနိုင်ငံအခြေစိုက်လေဆိပ်လုံခြုံရေးကုမ္ပဏီတွေဖြစ်ပါတယ်။လက်ရှိမှာတော့ဆွေးနွေးမှုတွေပြုလုပ်နေပြီးသက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြထားပြီးစီစစ် ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါဗျ။ပြည်ပကုမ္ပဏီတွေလာရောက်ကမ်းလှမ်းထားတာကိုရွေးချယ်ဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီးလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတို့ကအခုလိုပဲပြောပါဗျ။နောက်ထပ်ကုမ္ပဏီတစ်ခုထပ်လာတယ်ပေါ့နော်လေးခုတော့ရှိတယ်။အဲ့ဒါကိုတို့ဟာလုပ်တယ်စာပေလောက်ဖို့တဲ့သူတို့နဲ့ဆွေးနွေးနေတယ်။စင်ကာပူကဟုတ်ကဲ့လားဆရာစင်ကာပူကစင်ကာပူကကုန်တယ်နော်အဲလေစိတ်ကိုလေစိတ်လုံးညွှန်ရင်းအခုလက်ရှိအခြေအနေတို့ကိုစာပေလောက်ခွင့်ပေးမယ်လေ အဲစာပေလောက်တော့ကိုတိုင်မဲ့နှုတ်နှစ်ဖက်သဘောတူညီရတဲ့အချက်တွေပါရည်ပြီးတော့မှစာပေလောက်ခွင့်ပေးမယ်။အဲအဲ့ဒါပြီးပြီးတော့မှသူတို့ကပုံပုံစံပြန်တင်ရမယ်။အဲ့ပုံမှာမူတည်ပြီးတော့ဦးရောဘယ်သူနဲ့တင်တော်လဲဆိုတာတင်ပြပြီးတော့ဟိုရွေးချယ်ဖို့လုပ်မယ်။ လိုင်အိုကလန်ထားတဲ့ကုမ္ပဏီတွေနဲ့ဆာဗေးစင်လုံဆောင်မှုဆွေးနွေးမှုတွေပြုလုပ်နေပြီးကုမ္ပဏီအသီးသီးမှ proposal ပြန်လည်တင်ပြရမည်ဖြစ်ပြီးသက်ဆိုင်ရာဝန်ကြီးဌာနမှရွေးချယ်မှုတွေဆက်လက်လုံဆောင်သွားမယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာတနက်နေ့ပြစ်ခတ်လုံးကြံတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့်လေဆိပ်တာမင်းရဲ့အတွက်မှာခီးဆောင်အိမ်များစစ်ဆေးခြင်းအပြင်လေဆိပ်အတွင်းဝင်ထွက်သွားလာနေတဲ့ခီးသွားတွေကိုပါစစ်ဆေးမှုတွေကိုတိုးမြှင့်လုံဆောင်နေတယ်လို့သိရပါတယ်။